အိန္ဒိယမြန်မာကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ကလေးခမ်းဘတ်တမူလမ်းပိုင်းကိုစစ်ကောင်မရှင်တပ်တွေစစ်ကြောင်းထိုးလာပြီးနယ်မြေတချို့ကိုပြန်လည်ထိန်းချုပ်လိုက်တယ်လို့သိရပါတယ်။ဒီသတင်းကိုတော့ Morris ပြောထားတာပါရှင်။စကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်မြောက်ပိုင်းရှိတော်လိုင်းအင်းတပ်တွေထိန်းချုပ်ထားတဲ့ကလေးခမ်းဘတ်တမူလမ်းပိုင်းကိုစစ်ကောင်မရှင်တပ်တွေပြန်လည်ထိန်းချုပ်နိုင်မှုအတွက်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာပါ။ လက်ရှိဒေသခံတွေရဲ့ပြောပြချက်အရကလေးမျိုးနယ်ပြောင်းပိုင်းကရွာတွေဖြစ်တဲ့ပြင်းခုံကြီးပြင်းတော်ဦးပြီးတော်သာမြလင်းမောင်လင်းနဲ့ရံမျိုးအောင်စတဲ့ဘဝတွေအပါအဝင်ရွာပေါင်း၁၀ရွာကျော်ကဒေသခံတွေနဲ့တမူးဘက်အချမ်းကဗုတ်ကန်ခမ်းပတ်ကနန်ကျွန်းတော်ရေရှင်စတဲ့ကျွေးရွာအပါအဝင်ကျွေးရွာတော်တော်များများကဒေသခံတွေဟာနီးစပ်ရာတောတောင်နေတဲ့ထွက်ပြေးတိမ်းရှောင်နေရပြီးသခိုင်းဘက်ကအခြေခံလူသုံးကုန်တင်သွင်းခွင့်ပိတ်ထားတာလာနဲ့ချီပြီးရှိတဲ့အတွက်စစ်ရှောင်တွေရဲ့လိုအပ်ချက်တွေအများပြားရှိနေတယ်လို့ဒေသခံတွေကပြောပါတယ် ကျွန်တော်တို့စစ်ဆောင်ပြည်သူတွေရဲ့အခြေအနေကတော့ဒီစကားစာဘက်ကနေပြီးတော့အင်အားလုံးရင်းနဲ့ဒီထိုးဆက်ဆင်လာတဲ့ချိန်မှာဒီဒေတာခံပြည်သူတွေအားလုံးနှီးပါးနေဒီပြင်ဆင်ချိန်မရဘဲနဲ့အဝတ်တခဲကုတခုနဲ့နှီးဆက်ရရွာနီးချိုးဆက်ကိုပြေးရတဲ့အနေထားဖြစ်ပါတယ်ဆိုတော့ဒီမိုးကမပြတ်သေးဘူးဆောင်းအောင်ဝင်တော့မယ်ဆိုတော့တော်တော်လေးတော့မိုးဒီရာဒီကူးပြောင်းကာလမှာဖျားတာနာတာတော်တော်အေးတော်တော်လေးကြုံရတယ်ဒီအရေးပေါ်ကူညီဆောင်ရှောက်မှုကတော့ဒီရှိပေမဲ့ဒီကျွန်တော်တို့လက်လန်း အမီတလောက်ရှိပေမဲ့ဒီအလုံးလောက်မရကြဘူးပေါ့ဗျာဒါတော့ဒီလက်ရှိပြည်သူတွေရဲ့ဒီအာကျမ်းမာရေးအနေထားပါဗျာဆိုတော့ဒီအာဒီကျွန်တော်တို့ဒီစစ်ဆောင်တဲ့ပြည်သူတွေအနေနဲ့ဒီအာဒီကာလအတော်အတွင်းမှာဒီစကားစာပဲကနေပြီးတော့ဒီစစ်ကြောင်းမရက်သေးတရွေရတော့ဒီအာဒီစာနေရေးခါလိုအပ်မှုတွေရတော့အမြင့်တက်မယ်လို့အင်းဒီတုံးသက်ပါတယ် စတက်လော်ဘီ Telegram Channel တွေမှာတော့လက်ရှိစစ်ကြောင်းဝင်နေတဲ့ရွာတွေဖြစ်တဲ့ကလေးမြို့နယ်မြောက်ပိုင်းကကံကြီးကန်တာယာနန်းဆောင်ဘူးရွာစကြိုကြီးရွာတွေကတော်လန်ရေးတပ်တွေရဲ့စခန်း၄ခုနဲ့အော်တိုဘား20ရက်နေ့မှာလက်ပံချောင်းရဲစခန်းကိုစစ်ကော်မရှင်တပ်တွေပြန်ထိန်းချုပ်နိုင်ခဲ့ပြီးအော်တိုဘား21ရက်နေ့မှာတော့စစ်ကော်မရှင်တပ်တွေဟာမြားစိန်ကြီးရွာနဲ့မော်စီကြီးရွာကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့យေတာဖော်ပြခဲ့ကြပါတယ် DBB အနေနဲ့မြေပြင်ကတော်လှန်ရေးတပ်တွေကိုဆက်သွယ်မေးမြန်းပြီးအတီးပြုတ်မှုစူးစမ်းနေပေမဲ့ဆက်သွယ်ရေးအခက်အခဲတွေကြောင့်အတီးပြုတ်နိုင်ခြင်းမရှိသေးပါဘူး။ကလေးတမှုဘတ်ချမ်းမှာစစ်ရှောင်းတွေကိုကျမ်းမာရေးစောက်ရှောက်မှုပေးနေတဲ့ CDN ဆရာမဒေါ်ရီအောင်ကတော့အခုဝင်လာတဲ့စစ်ကြောင်းမှာပြူစောတိနဲ့စစ်မှုထမ်းပါလာတဲ့ပြည်သူစစ်တွေများပြီးရွာတချို့ကဒေသခံတွေဟာလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတာရှိတယ်လို့ဆိုပါတယ်။အဲပေါ်တာဆွဲထားတဲ့ပြည်သူစစ်ခေါ်မလား။အဲ့ဒါဒီအများကြီးပါတယ်လို့ပြောတယ်။ အဲ့ဒါတွေကိုအရှိကနေလူသားတိုင်းသဖွယ်တုံးပြီးတော့မှအနောက်ကနေဒီစစ်ကောင်စီတပ်သားတွေကလိုက်ပါတယ်လို့လေတည်င်းရပါတယ်အဓိကတော့စေဝါစာနာရိတ်ခါနောက်ဒီဘက်ကစောင်းဝင်ပြီအဲ့အတွက်ကြောင့်မလို့ဒီချမ်းအေးတဲ့ယာတိဥလူချင်းနေမှတ်တွေကြိုက်တာနောက်ရေချောင်းဖြစ်တဲ့ယာတာတွေအဲ့ကြတော့ ့အခြေခံလိုအပ်ချက်ပေါ့နော်ဆေးဝါးစားနပ်ရည်ခါနေထိုင်ရေးအတွက်လိုပဲဖြစ်ကြပါလေရှင်။ပြီးခဲ့တဲ့စက်တင်ဘာလမှာလည်းကလေးတမှုလမ်းကျောဘက်ကိုစစ်ကြောင်းထိုးလာလို့တမှုမြို့နယ်တွေကထန်းတပင်နမ်မွန်တာပတ်တာခမိတ်စတဲ့ကျေးရွာတွေအပါအဝင်ရွာပေါင်း၁၀၀ရာကဒေသခံ၂၀၀၀ကျော်ဆစ်ဆောင်ခဲ့ရပါသေးတယ်ခင်ဗျာကျွန်တော်မော်ရစ်ပါ